အဲ့တော့အားလုံးသိရတဲ့အတိုင်းပဲကျွန်တော်အခုနောက်ပဲမှာဆိုလို့ရှိရင်เนาะဟိုအင်းအောင်စုစုမှာလူတယောက်ရဲ့ဝင်ဝင်နဲ့ပဲရက်တည်မရတော့เนาะအဲ့ခါကျတော့ဟိုလူတွေကဒီတနည်းအားဖြင့် multiple income stream တွေလိုလာတယ်ငွေချင်းနဲ့ပတ်သက်ပြီးတော့လည်းပုံမူရှာဖွေဖို့လိုလာတာပေါ့ငါကျွန်တော်လည်းတော်တော်များများမေးကြတယ်အဲ့တော့ online ပုံမှာမေးရှာခြင်းနဲ့ online ပုံမှာဟိုလုပ်ခြင်းဒီလုပ်ခြင်းနဲ့ဘာလုပ်ရမလဲပေါ့เนาะအဲ့တော့ကျွန်တော်အနေနဲ့တနည်းအားဖြင့်ဒီအချံပေးတင်တာတော့ဗျာဟိုကိုကတကယ်လို့ပေါ့เนาะ online ပုံမှာဝင်ဝင်တစ်ခု တိဆောက်ခြင်းနဲ့ငွေဝင်လမ်းကြောင်းနဲ့အများကြီးဖြန့်ကျက်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်လုပ်ခဲ့တဲ့အချက်၃ချက်ကိုပဲ like လုပ်ကြည့်စီချင်ပါတယ်အဲ့တော့နံပါတ်၁ချက်ကတော့ဗာလဲဆိုလို့ရှိရင်နေ့စဉ်เนาะကျွန်တော်ကလမ်းလုံနိုင်လို့ပြောတယ်အဲ့တော့ကိုကငွေရှာဖို့ဆိုရင်ငွေရှာနိုင်တဲ့ เนาะအနည်းအဖြစ်အာပညာရည်တွေခုမှရှိပြီလားပေါ့เนาะအဲ့တော့ဟိုပြောချင်တာကဗျာဟိုငွေရှာရဆွဲနေမှာလေကိုကပိုင်နိုင်ကျွမ်းကျင်မှသာလေပြန်ပြီးတော့ခကျင်းငွေနေနဲ့ပြန်လည်ရရှိမှာဆိုတော့အဲဘယ်နေပြီမှာကိုကျွမ်းကျင်ပြီလဲစဉ်းစားပေါ့เนาะမကျွမ်းကျင်သေးဘူးဆိုတော့အငြင်းန်းလေးလာနေလို့လိုတယ်အဲ့တော့ဒီလိုမျိုး digital နဲ့ပဲဆိုရင်ပိုတော်မှဆိုသေးတယ်အငြင်းန်းရွေ့နေရဖြစ်တဲ့အတွက်အငြင်းန်းလေးလာတည်နေရပါတယ်เนาะအဲ့ကြောင့်นี่ไอ้ไดมาเล่ละปุ๊บปีนเนี่ยปีนเนี่ยส่วนน่ะงูชาเลยมั้ยสรุปว่าไม่ผิดนะเนาะอะแล้วก็ปี้เสร็จจริงๆนะแล้วตะชักก็บาเลยสรุป ကိုယ့်ရဲ့ drunk in this ကိုပြန်ရောင်းချနိုင်တဲ့တိတ်ပေါ်။နောက်တချို့တွေဘာကြောင့်အာအရေးချင်းချင်းပြူပြီးတော့ဝင်ဝင်ချင်းပွားဟန်လဲဆိုပြန်မရောင်းတဲ့လို့ဖြစ်တယ်။အဲ့တော့တတိယအဖြစ်ကိုယ့်ရဲ့ skill ကို online မှာနော်တေချာလေးပုံမှာလူစိတ်ဝင်စားအောင်ပြန်ရောင်းချတတ်မယ်။ online ရဲ့ technique တွေနဲ့ပေါင်းပြီးတော့ကိုယ့်ရဲ့ skill ကို digital ပုံမှာတင်လိုက်မယ်ဆိုလို့ရှိရင်တော့ပြန်ဝင်ဝင်ပိုရမှာတေချာ။အဲ့ကြောင့်ကျွန်တော်အမြဲတမ်း digital marketing နဲ့ content writing training တွေမှာ DI နဲ့ပတ်သက်လို့အမြဲတမ်းပြောနေရတာဖြစ်ပါတယ်။နောက်အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ဗာလေးဆိုတော့ သင်ကဘလောက်ပဲကျွမ်းကျင်နေပါစေနော်သင်ဘလောက်ပဲမိုးထွန်းအောင်တော်နေပါစေသင်ဘယ်လိုမှမသိလို့ရှိရင်တဆက်မရအောင်အဲဒါကြောင့်ကျွန်တော်ကလူသိအောင်လေကိုယ့်ဘက်ကနေစူးစမ်းနေလို့အဲတော့လူသိမဲ့နီးလန်းတွေကတော့ပုံမှန်ကိုယ့်ရဲ့ content တွေတင်တာတွေလူတွေကိုကူညီပေးတာတွေတနည်းအားဖြင့်ကိုယ့်သိရာတွေပြန် share တာတွေနဲ့ online ပေါ်မှာလူသိအောင်စူးစမ်းလို့ရသလို boost လုပ်တာတွေခြားသောအာ campaign လုပ်တာတွေအများကြီးပေါ့ဗျာနီးလန်းတွေကအဲ့တော့လူများများသိအောင် network တွေ check တွင်ပြီးတော့ကိုယ့်ကိုအာတနည်းအားဖြင့်ရောင်းတက်ဖို့လည်းတိတ်လို့ရတယ် တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကလည်းပဲနေ့ရက်တစ်ပတ်ငွေဝင်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီအချက်လေးဖုံးချက်ကိုလုံဆောင်နိုင်ဖို့လိုပါတယ်နောက်တဲ့ဗီဒီယိုတွေမှာငွေရှာနိုင်မဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ညွှန်ပြပါတယ်